ရတရားရှုမှတ်ကြရမှာဖြစ်ပါတယ်တရားရှုမှတ်တဲ့အခါမှာမူလကမ္မထံလို့ခေါ်တဲ့အာနာပါနသတိပဋ္ဌာန်ဤနဲ့ဝင်လေထွက်လေဆိုတဲ့ကမ္မထံကိုစတင်ပြီးတော့ရှုမှတ်ပြကြရမယ်ဝင်လေထွက်လေလေးရှုမှတ်လို့ တမာဒီကလေးတွေရလာပြီစိတ်တွေဟိုရောက်တယ်ရောက်မရောက်တော့ဘူးဝင်လေထွက်လေပုံမှာပဲစိတ်ကလေးတည်တံ့နေပြီခိုင်မြဲနေပြီအာယုံတစ်ခုတည်းအပေါ်မှာပဲစွတ်စွတ်ဆိုက်ဆိုက်ဖြစ်လို့စိတ်ကလေးတွေငြင်းညံ့လာပြီဆိုရင်မိမိရဲ့ခန္ဓာကိုယ်အနှံပြားကိုတတိလေးကိမ့်ပြီးတော့တမာဒီလေးနဲ့ဆက်ပြီးတော့ပညာလေးနဲ့လိုက်ကြည့်ပေးရမယ် အဲ့ဒီလိုလိုက်ကြည့်လိုက်တဲ့အခါမှာခန္ဓာကိုယ်ကအမျိုးမျိုးဖောက်ပြန်မှုလေးတွေတွေ့ပါလိမ့်မယ်အဲ့ဒီဖောက်ပြန်နေတဲ့သဘောလေးတွေကတော့ဘာတွေလဲဆိုရင်နားရဲခြင်းနဲ့ကြိုက်တယ်ခဲတယ်ထုံတယ်ရားတယ်ရမ်းတယ်အေးတယ်ပူတယ်လှုပ်တယ်ရွာတယ်ဆိုတဲ့သဘောတရားကလေးတွေဟာဒါယုတ်တရားရဖောက်ပြန်မှုပါပဲတဲ့အဲ့ဒီယုတ်တရားကဖောက်ပြန်လာပြီဆိုရင်ယုတ်တရားဆိုတာတိတတ်တဲ့သဘောမရှိဘူး သိတာကနန္တရားဘာကိုသိနေတယ်လဲယုတ်တရားတွေရဖောက်ပြမှုကိုလည်းသိနေတယ်မိမိအတွေ့အာယုံထဲမှာပေါ်လာသည်မြတွေးတောเสียအာယုံကလေးတွေကိုလည်းပဲသူသိနေမှာပဲဘာကိုပဲသိသိသိတာမှန်သည်များကိုနန္တရားလို့ဒီလိုမှတ်ရမယ်အဲ့ဒီနန္တရားထဲမှာလည်းပဲဝရဏဆိုတဲ့သဘောတရားလေးလည်းပဲထင်ရှားနေတာပါပဲ နာရာဇနာလေးတွေဖြစ်လာပြီဆိုရင်နာရာဇနာကရုပ်ရဖောက်ပြမှု နာရာဇနာကိုသိတာက စိတ်နာရဲကျင်တယ်လို့ခံစားနေတာလေးကဝေဒနာလေးပဲအဲ့ဒီဝေဒနာလေးတွေငါလည်းမဟုတ်ပါဘူးငါဥစ္စာလည်းမဟုတ်ပါဘူးငါနဲ့လည်းမဆိုင်ပါဘူးဝေဒနာဆိုတဲ့နန္တရားလေးသာလည်းဖြစ်ပါတယ်ဝေဒနာလေးကသာလည်းခံစားပြီးတော့ခံစားပြီးတာနဲ့ဒီဝေဒနာလေးပြောက်သွားတာပါ ငါခံစားတာမဟုတ်ဘူးပုဂ္ဂိုလ်တ attva ကခံစားတာမဟုတ်ဘူးဝေဒနာကခံစားတာငါက နာရကျင်နာမဟုတ်ဘူးပုဂ္ဂိုလ်တ attva ကနာရကျင်နာမဟုတ်ဘူးဒုပောင်ကခြေလက်ကနာရကျင်နာမဟုတ်ဘူးနာအောင်ကြောင်ဖောက်ပြန်တာလေးကယုံနာရလို့ခံစားတာကဝေဒနာနာရလို့သတ်မှတ်တာကသိညာ နာမသိတာကစိတ်ဆိုတော့ဒီနေရာမှာပုဂ္ဂိုလ်တ attva တစ်ခုမှ မပါပါဘူးတဲ့ အဲ့ဒါကိုပဲငာနာတဲ့ကျင်ငာကျင်နဲ့ငာကြိုက်တယ်ဒုပေါင်ကရှိလက်ကနာနေတယ်လို့ဒီလိုထင်ရင်အဲ့ဒါတက္ကာယဒိဋ္ဌိလို့ဒီလိုခေါ်ပါတယ်တက္ကာယဆိုတာကတကယ်ရှိတဲ့ယုံနဲ့တရားအပေါ်မှာတကယ်မရှိတဲ့ပုဂ္ဂိုလ်တ attva ငာတွင်နဲ့အစာထုတ်မြင်လိုက်တာတက္ကာယဒိဋ္ဌိတက္ကာယကတော့တကယ်ရှိတဲ့ယုံနဲ့တရားဒိဋ္ဌိဆိုတာကအမြင်မှား တကယ်ရှိတဲ့ယုံနဲ့တရားအပေါ်မှာတကယ်မရှိတဲ့ပုဂ္ဂိုလ်တ attva နဲ့အစားထိုးမြင်တာကိုသက်ကာယဒိဋ္ဌိလို့ဒီလိုခေါ်တယ်။အဲ့ဒီဒိဋ္ဌိတရားမိမိတို့တဏ္ဍာမှာရှိနေရင်လည်းပဲဝိပဿနာညာမဖြစ်နိုင်ပါဘူးတဲ့။ဝိပဿနာညာမဖြစ်ရင်လည်းမဉ္ဇဉ်ဖွညာရမှာမဟုတ်ပါဘူး။ဒါကြောင့်ဝိပဿနာညာဖြစ်အောင်သက်ကာယဒိဋ္ဌိကိုအ ਨੇ စုံညာတပညာအသိနဲ့တော့ပယ်နိုင်အောင် အသေးထဲမှာကင်းနေရှင်းနေအောင်ကြိုးစားပြရမယ်အဲ့ဒါလိုကြိုးစားပေးလိုက်လို့ဩပေါ်လာတဲ့သဘောတရားလေးတွေဟာပုဂ္ဂိုလ်တ attva လည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးယောက်ျားမိန်းမလည်းမဟုတ်ဘူးသူ့ပေါင်ကခြေလည်းလည်းမဟုတ်ဘူးသဘောတရားလေးတွေပဲသဘောတရားလေးတွေပဲလို့သဘောတရားလေးတွေပေါ်အပေါ်မှာညံတက်ရောက်သွားရင်အဲ့ဒါတက်ကာယဒိဋ္ဌိကိလေသာစင်တာပဲ တက္ကရာဒိဋ္ဌိကလေးသာဆင်သွားမယ်ဆိုရင်ကျန်တဲ့ဒိဋ္ဌိတရားတွေလည်းပဲအလိုလိုဆင်သွားတာပါပဲဒါကြောင့်အရေးကြီးဆုံးကတက္ကရာဒိဋ္ဌိပယ်သဖို့သာအရေးကြီးပါတယ်တက္ကရာဒိဋ္ဌိရှိနေမယ်ဆိုရင်နားပြန်တော့ငါနားတယ်ကျင်းပြန်တော့ငါကျင်းတယ်ကြိုက်ပြန်တော့ငါကြိုက်တယ်ဩဒီနာရကျင်းတာကိုငါမခံစားနိုင်ဘူး ဒိနာရကျင်နာကြီးဘရော့ပေါက်ပျောက်ပါမလဲလို့အဲ့ဒီလိုဆန္ဒကလေးတွေလည်းဖြစ်နေတတ်တယ်။နာရကျင်နာကိုပျောက်စေးကျင်နာကတဏှာမပျောက်လို့စိတ်ညင်နေတာကဒေါသနာရကျင်တဲ့သဘောကိုမှန်တယ်မသိတာကမောဟဆိုတော့တဏှာရဲ့ဒေါသရဲ့အဝိဇ္ဇာဆိုတဲ့မောဟရဲ့ဒီတရားတွေဟာမိမိတဏှာမှာအမှန်ကိုမှန်တယ်မသိတဲ့ပုဂ္ဂိုလ်ရဲ့တဏှာမှာအမြဲတမ်းဖြစ်နေတာပဲ။ ငါနာတယ်ငါကျင်တယ်လို့ထိုင်နေရင်ငါနာတယ်ငါကျင်တယ်ငါကြိုက်တယ်ငါခဲ့တယ်ဆိုတဲ့အမြင်ကလေးနဲ့ထိုင်နေအဲ့ဒါသက်ကာယဒိဋ္ဌိနဲ့ထိုင်နေတာပဲအဲ့ဒီသက်ကာယဒိဋ္ဌိနဲ့ထိုင်နေတဲ့အခါကျတော့နာရာပြောက်ချင်ပါတယ်ဆိုတဲ့တဏှာတရားလည်းပဲနောက်ဆက်တွဲပေါ်လာတာပဲအနာမပြောက်ပြန်တော့လဲဒေါသတရားလေးတွေဖြစ်နေတာပဲအဲ့ဒီလိုဆိုတော့မိမိရဲ့တဏှာမှာဒိဋ္ဌိတရားရဲ့နောက်မှာ တဏကိလေသာတရားတို့ဒေါသကိလေသာတရားတို့ဒီကိလေသာတရားတွေလည်းပဲတန်းစီပြီးတော့ဝဲလာတာတရားရှိမှပါတယ်ဆိုမှညံမပါတဲ့အတွက်ကိလေသာတရားကလေးတွေတစ်ခုချင်းတစ်ခုချင်းတန်းစီပြီးတော့ဝဲလာမယ်ဆိုရင်မိမိရဲ့ရှုမှတ်နေတဲ့တရားရှုမှတ်မှုဟာအကျိုးပြင်းမြောက်တဲ့ရှုမှတ်မှုမဖြစ်နိုင်ပါဘူးတဲ့ဒါကြောင့်မလို့ယောဂီပေါင်းတော်ကောင်းတို့ဟာ နာရကျင်နာလေးတွေ့ရင်ဩဒါငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဘူးငါနဲ့မဆိုင်ဘူးယုတ်တရားကဖောက်ပြန်တာနန္တရားကတည်တာနန္တရားထဲမှာလည်းပဲတာမန်တည်တဲ့သဘောကစိတ်ခံစားတဲ့သဘောကဝေဒနာလေးပဲဒီလိုအမှန်တည်းသိအောင်တတိသမารိပညာတရား၃မျိုးနဲ့ကြိုးစားပြီးတော့ရှုပေးလိုက်ပါ အဲ့ဒီနာရာကျင်နာကြိုက်တာခဲတာကလေးတွေပေါ်လာလို့တချို့တချို့ယောဂီများကလည်းပဲဩဝေဒနာကိုကြောက်အောင်ရှုမယ်ဝေဒနာကကောင်းကောင်းမကောင်းနိုင်ဘူးဒီလိုလည်းပဲအတွေးလေးတွေပေါ်နေတတ်ပါတယ်ဝေဒနာကိုကြောက်အောင်ရှုမယ်ဆိုတော့ဝေဒနာကြောတာဆိုတာဘာပြောတာလဲဆိုတော့ဒုက္ခဝေဒနာကနေကြောပြီးတော့ဒုက္ခဝေဒနာဖြစ်တဲ့သဘောကိုပြောတာပါ ဒါကိုပဲလောကဝဟရအပြင်ဝေဒနာကြော်တယ်လို့ဒီလိုပြောနေကြတာပါဝေဒနာကောင်းအောင် ရှုမယ်ဆိုတဲ့သဘောကလည်းပဲဒုက္ခဝေဒနာတွေကောင်းအောင်ရှုမယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲဒါတော့မိမိတဏ္ဍာမှာဒုက္ခဝေဒနာတွေကိုကြောပြီးတော့ဒုက္ခဝေဒနာဖြစ်အောင်ဘလို့ပင်ရှုစေကမူမိမိတဏ္ဍာမှာပေါ်လာတဲ့သဘောတရားကလေးတွေဟာအတ္တတရားမဟုတ်ပါဘူးတဲ့အနတ္တတရားပါ ကိုလိုချင်တဲ့ပုံစံ သူကဖြစ်ပေးမှာမဟုတ်ဘူးသူဖြစ်ချင်တယ်လို့ဖြစ်နေမှာအတ္တတရားမဟုတ်တဲ့အတွက်အနတ္တတရားဖြစ်နေတဲ့အတွက်ကိုဖြစ်စေချင်တယ်လို့သူကလိုက်ဖြစ်နေမှာမဟုတ်ဘူးတဲ့သူဖြစ်ချင်တယ်လို့ဖြစ်နေမှာပဲအကြောင်းတိုက်ဆိုင်လာမယ်ဆိုရင်သူကဝရဏလည်းဖြစ်ချင်းဖြစ်မယ်ဒုက္ခဝရဏလည်းဖြစ်ချင်းဖြစ်မယ်ဥပေက္ခဝရဏလည်းဖြစ်ချင်းဖြစ်မှာပါဘာဝရဏတော့ဖြစ်ပါဘာဝရဏတော့မဖြစ်ပါနဲ့လို့ဒီလိုသွားပြီးတော့ ကိုယ်လိုသာတာတိုင်းဖြစ်အောင်တောင်းတယူလို့မရပါဘူး။ဘာကြောင့်တော့အတ္တတရားမဟုတ်လို့ပါ။ဒီတော့ယောဂိပုဂ္ဂိုလ်များဟာတရားရှုမှတ်တယ်ဆိုတာဒုက္ခဝေဒနာပြောက်အောင်ရှုမှတ်တယ်ဆိုရင်အဲ့ဒီရည်ရွယ်ချက်ဟာမှားနေပါတယ်။တကယ်တမ်းကျတော့ဒုက္ခဝေဒနာပြောက်အောင်ရှုတာမဟုတ်ပါဘူး။ဖြစ်ပျက်မြင်အောင်ရှုတာပါ။ ဒုက္ခဝရဏပြအောင်ရှုတယ်ဆိုတဲ့ရည်ရွယ်ချက်ကိုကမှားနေတာဖြစ်တဲ့အတွက်ဒီရည်ရွယ်ချက်ကိုဖြောင်းလိုက်ပါ။ဟောငါဖြစ်ပြမြအောင်ရှုနေတယ်လို့ဒီလိုရည်ရွယ်ချက်ကလေးပြင်ပေးလိုက်ပါ။ဒုက္ခဝရဏပေါ်လဲဒုက္ခဝရဏရဲ့ဖြစ်ပြကိုမြင်ရမယ်။ဒုက္ခဝရဏပေါ်လဲဒုက္ခဝရဏရဲ့ဖြစ်ပြကိုမြင်ရမယ်။ဥပိ္ပခဝရဏပေါ်လဲပဲဥပိ္ပခဝရဏရဲ့ဖြစ်ပြကိုမြင်ရမယ်လို့အဲ့ဒီလိုဆုံးဖြတ်ပြီးတော့ကြည့်ဖို့လိုအပ်ပါတယ်။ ဘာဝရဏပဲပေါ်ပေါ်ဝရဏရဲ့ဖြစ်ပျက်ကိုမြင်ရင်ဝရဏကဖြစ်ပျက်ဒုက္ခသစ္စာရှုတဲ့ဉာဏ်ကမဂ္ဂသစ္စာဖြစ်ပါတယ်မဂ္ဂသစ္စာဖြစ်ပြီဆိုရင်မဂ္ဂင်လမ်းကြောင်းပေါ်ရောက်ပြီးတော့ဝိပဿနာဉာဏ်လေးတွေဖြစ်နေပါပြီဒုက္ခဝရဏရှုလို့ဖြစ်ပျက်မြင်တဲ့ပုဂ္ဂိုလ်ကလည်းပဲဝိပဿနာဉာဏ်လေးတွေဖြစ်ပြီးတော့သစ္စာသိတဲ့အသိလေးတွေရနေတာပဲ ဒုက္ခဝရဏဖြစ်လို့ဖြစ်ပြမြင်အောင်ရှုနိုင်တဲ့ပုဂ္ဂိုလ်ကလည်းပဲသစ္စာသိတဲ့အသေးလေးတွေရပြီးတော့ဝိပဿနာဉာဏ်ဖြစ်နေတာပဲဒုက္ခဝရဏဖြစ်ဖို့ဒုက္ခဝရဏဖြစ်ဖို့ကအဓိကမဟုတ်ပါဘူးတဲ့သစ္စာသိဖို့ကအဓိကပါသစ္စာသိတဲ့မဉဏ်ဖြစ်ဖို့ကအဓိကပါဒီလိုရွယ်ချက်ကလေးတွေမှန်နေရပါမယ်အဲ့ဒီရွယ်ချက်မှန်မှုဆိုတာကမြစ္စည်းမပြိပ္ပဏီကိုကျင့်သုံးရမယ် အနာပြောက်ခြင်းတယ်ဆိုတော့တပည့်ဆုံးကလည်းမရောက်စေနဲ့မပြောက်လို့ဆင်းရဲပါတယ်ဆိုတော့တပည့်ဆုံးကလည်းမရောက်စေနဲ့အမှန်ကိုအမှန်တည်းသိအောင်ကြိုးစားမယ်ဆိုတော့အလဲလလမ်းစဉ်ကိုလိုက်ဖို့လိုအပ်ပါတယ်အဲ့ဒီအလဲလအလဲလလမ်းစဉ်ကဘာလဲဆိုတော့မက်ကင်ဆိုတဲ့လမ်းစဉ်ပါပဲတမာဒိဋ္ဌိအမှန်ကိုသိတယ်အမှန်ကိုသိတဲ့လမ်းစဉ်ဒီတော့တမာဒိဋ္ဌိဥဆောင်တဲ့မက်ကင်တရားဟာ မင်းစိမပြိပဒလမ်းစဉ်ပဲဖြစ်ပါတယ်။အဲဒီမင်းစိမပြိပဒလမ်းစဉ်နဲ့ကြည့်လိုက်တဲ့အခါကျတော့ဒုက္ခဝရဏပဲပေါ်ပေါ်ဒုက္ခဝရဏပဲပေါ်ပေါ်ဥပိ္ပခဝရဏပဲပေါ်ပေါ်ဘာဝရဏပဲပေါ်သည်ဖြစ်စေဝရဏကဖြစ်ပြဒုက္ခသစ္စာ ရှုတဲ့ဉာဏ်ကမကသစ္စာမိမိခန္ဓာကိုယ်ကနာရဟပျောက်ခြင်းလဲပျောက်မယ်မပျောက်ခြင်းလဲမပျောက်ဘူးယုံတရားဟာအများရန်ပေါက်ပြန်တတ်တဲ့သဘောရှိတဲ့အတွက် ဒီဖောက်ပြန်မှုကရုပ်ရှိနေတဲ့များကာလပတ်လုံးဘယ်တော့မှပြောက်မှာမဟုတ်ဘူးအများအားဖောက်ပြန်နေမှာပဲသို့တော့ယုတ်တရားကလေးတွေကဘလို့ပင်ဖောက်ပြန်နေစေကမူဒီယုတ်တရားအပေါ်မှာပုဂ္ဂိုလ်တ attva ငါဆိုတဲ့ဆွဲလေးတွေပြင်းနေမယ်ဆိုရင်ဟောဒီယုတ်တရားနန္တရားတို့ရဲ့ဖြစ်ပျက်ကိုမြင်အောင်ကြည့်နိုင်မှာပဲဖြစ်ပျက်ကိုမြင်အောင်ကြည့်နိုင်မယ်ဆိုရင်မိမိတို့လိုလားတဲ့ ဝိပဿနာဉာဏ်ဤဖြစ်ပြီးတော့မဉဏ်နဲ့ရပြီးတော့နိဗ္ဗာန်ချမ်းသာကိုလည်းပဲဧကံမုတ်ချမျက်မှောက်ပြုနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးဟောတဲ့အာဒုရကာယတမေတ္တောအနာဒုရစိတ်တံဘဝိတ္တိဆိုတဲ့စကားကလေးကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးဟောကြားထားခဲ့တဲ့အဲ့ဒီတရားတော်ကလေးကိုမဟုတ်ဆရာတော်ဘုရားကြီးကကိုယ်သာနာ၍စိတ်မနာစေနဲ့လို့အဲ့ဒီလို့ တော်တော်ချင်းချင်းနဲ့ဩဝါဒပေးခဲ့တာဖြစ်ပါတယ်ကိုနာတယ်ဆိုတာကယုတ်တရားကလည်းမျက်ရံဖောက်ပြန်နေတယ်ပျက်စီးနေတယ်ဖြည်းဖြည်းပြတ်တတ်တဲ့သဘောတည်းရှိတယ်နန္တရားကလည်းဖောက်ပြန်နေတယ်ပျက်စီးနေတယ်မျက်ရံပြတ်တတ်တဲ့သဘောတရားတွေရှိတယ်ဖြည်းဖြည်းပျက်စီးတတ်တဲ့သဘောတရားတွေရှိတဲ့အတွက်နာမကာယရူပကာယလို့ခေါ်တယ်ဟောဒီယုတ်နံတရားတွေကအမျက်ရံနာနေတဲ့တရားတွေပဲအမျက်ရံဖောက်ပြန်နေတဲ့တရားတွေပဲ အမြဲတမ်းပျက်စီးနေတဲ့တရားတွေပဲအမြဲတမ်းပြတ်တက်တဲ့သဘောရှိတဲ့တရားတွေပဲဒါပေမဲ့အဲ့ဒီယုံနာခန္ဓာအပေါ်မှာပုဂ္ဂိုလ်တ attva ငါဆိုတဲ့အစွဲလေးတွေရှိနေမယ်ဆိုရင်ပုဂ္ဂိုလ်တ attva ငါရဲ့နောက်မှာတဏှာတို့ဒေါသတို့မာနတို့အဝိဇ္ဇာတို့အဲ့ဒီတရားကလေးတွေလည်းကပ်ပြီးတော့ပါလာတာဖြစ်တဲ့အတွက်မိမိရဲ့တဏ္ဍာမှာစိတ်ထဲမှာအာကုသို့ကိလေသာတရားလေးတွေ ရောပြန်ပြီးတော့ညင်နှမ်းသွားပါပြီဒိဋ္ဌိကိလေသာတွေနဲ့ညင်နှမ်းသွားတယ်တဏှာကိလေသာတွေနဲ့ညင်နှမ်းသွားတယ်မာနကိလေသာတွေနဲ့ညင်နှမ်းသွားပြီဆိုရင်စိတ်နာတဲ့သဘောဖြစ်သွားပါပြီကိုယ်သာနာကျင်နာမဲ့ရုပ်ခန္ဓာနာမ်ခန္ဓာတွေကသာပေါက်ပြန်ပျက်စီးပြီးတော့မမြဲတဲ့သဘောနဲ့ချုပ်ပြောက်ပျက်စီးသွားတာမျိုးဖြစ်ချင်းဖြစ်မယ်မိမိတဏ္ဍာမှာကိလေသာဆိုတဲ့နာမှုကျင်မှုယောဂဝေဒနာတွေမဖြစ်ပါစေနဲ့ ဒိဋ္ဌိကိရိသာမဖြစ်ပါစေနဲ့ဒေါသကိရိသာမဖြစ်ပါစေနဲ့တဏှာကိရိသာမဖြစ်ပါစေနဲ့မာနကိရိသာမဖြစ်ပါစေနဲ့အဲဒီကိရိသာတွေမဖြစ်အောင်မိမိတဏှာမှာပေါ်တဲ့ယုဒ္ဓမဏ္ဍဓမ္မသင်္ခါရသဘောတရားတွေရဲ့တကယ်သဘာဝဖြစ်သဘောပြသဘောအမှန်တရားကလေးတွေကိုအမှန်တရားအတိုင်းမြင်အောင်ကြိုးစားပေးကြရမှာအဲဒီလိုကြိုးစားပေးလိုက်နိုင်ရင် ယုံနာခန္ဓာကဖြစ်ဖြစ်ဒုက္ခသစ္စာသိတဲ့ဉာဏ်ကမကသစ္စာဩကိရိတာတရားလေးတွေအလိုလိုသိပါလိမ့်မယ်သိတာကသမှုရိယသစ္စာပါပဲအဲ့ဒီကိရိတာတရားလေးတွေသိသွားပြီဆိုမိမိစိတ်ကလေးကဖြူစင်နေပြီငြိမ်းချမ်းနေပြီအေးချမ်းနေပြီကိရိတာယောဂတွေကင်းနေပြီဒါကိုစိတ်မနာအောင်ကျင့်တယ်လို့ဒီလိုခေါ်ပါတယ်အဲ့ဒါကြောင့်ကိုယ်သာနာပြီးတော့စိတ်မနာအောင်မိမိတို့ရဲ့တဏ္ဍာမရှိတဲ့ ယောဓမဏ္ဍမသင်္ခါရသဘောတရားလေးဖြစ်တာကိုလည်းမြင်အောင်ကြည့်လိုက်ပါပြက်တာကိုလည်းမြင်အောင်ကြည့်လိုက်ပါ ဖြစ်ပြဒုက္ခသစ္စာပါပဲလို့သစ္စာအတိသိအောင်လေကြိုးစားပြီးတော့ကြည့်လိုက်ပါအဲ့ဒီလိုကြည့်ပြီးတော့ဖြစ်ပြတင်းမြားကနေဖြစ်ပြတင်းမုံဖြစ်ပြတင်းမုံရာကနေဖြစ်ပြဆုံးအောင်ကြိုးစားပြီးတော့ရှုမှတ်သုံးသပ်ပွားများပေးလိုက်ကြပါယောဂီအပေါင်းတော်ကောင်းတို့